ီနေ့ကတော့အချက်သားကိုပင်စိမ့်လေးနဲ့မြေုပ်သီးစိမ့်မပါဘဲနဲ့မြေုပ်ကောင်းမင်းများလေးနဲ့ချက်ထားတယ်။လွန်ခဲ့တဲ့၃နှစ်လောက်တည်းကစောင့်နေတဲ့တိုက်ကအခုထိစောင့်လို့မပြီးသေးဘူး။ Timmy Wee ဒီချက်သားဟင်းကိုဘယ်လိုအရသာရှိရှိချက်ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပါမယ်။ဒီမအောင်ဆုံးကြက်တုံအနေနဲ့ကြက်တုံမျိုးတွေကိုထောင်းထားလိုက်မယ်။ပြီးွားရင်တော့ချင်းလက်နက်ဆက်လောက်ကိုလည်းထောင်းထားပြီးတော့အရင်ညှစ်ဖို့အတွက်လှုပ်ထားလိုက်ပါမယ်။ ကျွန်တော်ကကြက်သားပေါင်သားတွေသုံးထားပါတယ်။သားတွေကိုတမ်းများသည်ဟင်းရမုတ်စာဆန်နှမုတ်နည်းနည်းထည့်ပြီးတော့တေချာလေးနည်းနှက်ထားလိုက်ပါမယ်။အခုလိုတမ်းများသည်နဲ့နည်းနှက်ခြင်းဟာကြက်သားလေးကိုပိုပြီးတင်းတင်းရင်းဖြစ်စေပြီးတော့ဟင်းချက်တဲ့အချိန်မှာပိုပြီးတော့အသားလေးကအယောင်လှစေမှာပဲဖြစ်ပါတယ်။နူးညံ့လေးလွယ်တာပေါ့နော်။အိုးထဲမှာစီထည့်ပြီးတော့ထောင်းထားတဲ့ကြက်တုံအဖြူအနီကိုစီတက်မယ်။တေချာမီးအေးအေးနဲ့စီတက်ပြီးတော့အနံလေးမွှေးလာရင်ငရုတ်တီအစိမ့်မုံနှစ်စုံထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။ အရသာနှက်ထားတဲ့ကြက်ပေါင်သားတွေထည့်ပြီးတော့ကြက်သားအပေါ်ရန်တင်းသွားအောင်ချက်ပေးမယ်။ပြီးရင်ကြက်သားတွေကိုလှန်ပေးလိုက်ပြီးတော့ငေုံကောင်းမှုများများလေးထည့်ခနာလေးနေပြီးတော့ရေထည့်ပြီးတော့ကြက်သားနိုးသည့်အထိတဲပေးလိုက်မှာဖြစ်ပါတယ်။ဒီဟင်းလေးကငေုံကောင်းရသာပူပူဆက်ဆက်လေးနဲ့ပင်စိမ့်နှက်မှုမွေးလေးနဲ့ချက်မှာပဲဖြစ်ပါတယ်။ကြက်သားဟင်းကရေခမ်းစီပြန်လာပြီဆိုတော့မှပင်စိမ့်များများလေးအုပ်လိုက်တာပါပဲခင်ဗျာ။ဒီဟင်းပုံစံလေးကတော့ ကျွန်တော်တို့မြမရိုးရာဂျက်သားစီပြန်ဟင်းကိုမှပင်စင်းလေးခတ်ပြီးတော့ငေုပ်သီးစိမ့်မသုံးမဲနဲ့ငေုပ်ကောင်းမြန်မြန်လေးနဲ့ချက်ထားတယ်ပူပူဆက်ဆက်ပူဆက်မွေးတဲ့ဂျက်သားစီပြန်ဟင်းလေးတစ်ခွက်ရပြီဖြစ်ပါတယ်ဒီဟင်းနဲ့လိုက်ဖက်အောင်လို့ကျွန်တော်ကငံပြာရည်ချက်ကိုဆက်ဆက်လေးချက်ပါအောင်မယ်တက်တွန်လေးမြန်မြန်လေးလှီးထားမယ်ပြီးရင်ကျက်တွန်ဖြူလေးသုံးမာလောက်ပါလှီးထားလိုက်မယ်ပေါ့အိုးထဲမှာစီထည့်ပြီးတော့ကျက်တွန်လေးကိုရင်စီတက်မယ်ကျက်တွန်လေးတွေပြော့သွားပြီးအနံလေးမွေးလာပြီးဆိုတော့မှကျက်တွန်ဖြူထည့်ပြီးစီထည့်လိုက်ပါမယ်ပြီးရင်တော့စနွေးမုတ် မြို့သီးစိမ့်မှုထည့်ပြီးတော့စီတက်မယ်ပြီးတော့မှပဇွန်ကြောင်းမှုတ်၃ဇွန်လောက်ထည့်မယ်ချကန်ဒီမှာမှမြို့သီးခွဲချက်မဲ့လေးထည့်ငံပြားရည်တစားရေ၃စားထည့်ပြီးတော့အခုလိုငံပြားရည်ချက်လေးချက်လိုက်ပါမယ်ဟင်းလေးကိုနာနာလေးတည်ထားပေးလိုက်မယ်အရသာလည်းအနေတော်ဖြစ်ပြီဆိုရင်တော့ခုနကကြက်သားပင်စိမ့်ပူဆက်လေးနဲ့လိုက်ဖက်တဲ့ငံပြားရည်ချက်လေးတစ်ခွက်ရပြီဖြစ်ပါတယ်ဒီနေ့ကတော့ထမင်းမိန်မှသိကြပါပါတယ်ထမင်းစားအောင်မယ်ခင်ဗျာ ဒါကစသားဟင်ရှယ်ပဲငံပြာရေချက်ကြီးရှယ်ပဲဒီဒါခရမ်းသီးကိုပစုံကြောင်းလေးနဲ့အချိုလေးကြော်ထားတယ်ပေါ့မြင်ခွာရင်ဟင်းညိုဆွဲတော့မယ်ဗိုက်စာလေးကျွန်တော်ကတော့ပစုံကြောင်းငံပြာရေချက်လေးငံပြာရေချက်ဆိုတော့စီလေးတော့များနေတာပေါ့နော်ကောင်းရောဒါကကျွန်တော်လိုက်ရတသားကိုပင်သိမ်းနဲ့ငေုပ်ကောင်းမြမြလေးနဲ့ချက်ထားတယ် ပြီးတော့တသားကိုနှက်တဲ့အချိန်မှာလဲကျွန်တော်ကတံမြာသီးနဲ့နှက်ထားတယ်အင်းနားလေရောက်ခင်းရမ်းပြီးတော့ပုံကြောင်လေးနဲ့ကြော်ထားဒီနေ့ကတော့ဘိုက်စာနေရနဲ့ကိုချက်ကိုကောင်းနေအောင်ကွက်တိပါအိမ်သားမှလည်းစုံညံနေရပါပြီးခံပြီးတော့ဒီနေ့တော့ကြည့်ပြပါနော်

ီတသားချက်နေရလေငွေကောင်းမြများလေးထည့်ထားတော့ပူပူဆက်ဆက်လေးနဲ့ပင်စိမ့်နဲ့မှုံမွေလေးချက်ထားတာအမေကလည်းဆားလို့ကောင်းပါရဲ့နားတော့တော့ဒီ မင်းမင်္ဂလာတော့ဘလို့ကုံဝါမတ်အောင်မသိဘူးအဲ့တော့နောက်နေ့ကျရင်ထမင်းမင်းမေးစားကြဖို့ထိမိကွေလို့ like ချက်ကြပါစို့ခင်ဗျာလုံးဝ share ကောင်း